ရှုံးဝဲမရှိဂျပန်ဖိုင်တာကိုဘဲခွဲပြီးတဲ့နောက်မှာ US စီမောင်မှတ်တမ်းကောင်းနေတင်နိုင်ခဲ့တဲ့ဂျိုရှာဘန်ပရိသတ်များလုံးမဲ့မိန်လာများ234 sport ကနေပြန်လည်ကြိုးစားလိုက်ပါတယ်ဂျိုရှာဘန်ကတော့မြန်မာလန်ကိုစားပြုတ်ကိုင်းဆောင်ခွင့်ရခဲ့တဲ့ပထမဆုံးပွဲမှာပဲရှန်ချန်နဲ့နိုင်ဝဲတစ်ခုကိုအရယူပြသွားခဲ့ပါတယ်ဗန်ရဲ့အသက်ရွယ်နဲ့နိုင်ရီကတော့ချန်ပီယံလောင်းနေမှာရှီတင်ရှိထိုက်တဲ့ယာရီဖြစ်ပြီးဒီအလားလာကိုဆက်တင်ထားနိုင်ဖို့လိုတာပါဗန်ပြသသွားတဲ့တေချောင်းတက်ဖန်စကေကလက်ပြားခါစရာကောင်းလုံးပါတယ် striker ပါတယ် ။လက်သေးတဲလုံးတွေကိုတရဆက်ထုတ်နိုင်တဲ့ဖန်အနေနဲ့အခုလိုဝင်လုံးတာတွေကိုပါရေပတ်မဝင်အောင်ကာကွယ်နိုင်နေပြီဆိုတော့ဘာလို့ဒီလဲပြားလို့ဆိုရမလို့ဖြစ်နေပြီဖြစ်ပါရင်ဖန်ရဲ့ US အမတန်းကိုလည်းတစ်ချက်လောက်ရှိုးလိုက်ပါအောင်ခုနှစ်ပွဲကစားပြီးချိန်6ပွဲထိနိုင်ထားတာဆိုတော့အထင်ကြီးစရာထက်ကိုပိုပါရင် Charles Johnson နဲ့ပွဲကိုရှုံးခဲ့တယ်ဆိုပေမဲ့ပြိုင်ဘက်ကိုအနီးကမ်းမှတည်ရတဲ့အပြင်အခက်မတင်လို့ရှုံးတာဖြစ်တာကြောင့်သိပြီးတော့အပြစ်ဆိုစရာမရှိပါဘူး ကမ္ဘာရောင် T-Mobile Arena လို့ကွင်းမှာကျင်းပခဲ့တဲ့ US လို့ကမ္ဘာအောင်မြင်ဆုံး MMA promotion ရဲ့ main stage မှာမြန်မာလန်ကိုမြင်တွေ့ခွင့်ရခဲ့တာက1 day 1တာကြီးလို့ကြာပါ1 day နဲ့ဆိုတာကတိုင်းပြည်သားအခြေအနေကောင်းနေခဲ့ရင်အလားအလာကောင်းတဲ့မြန်မာလူငယ် fighter အများပြားကိုကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာမြင်ရနိုင်လို့ဖြစ်ပါတယ်အခုတော့ရွယ်ပေါင်းသီးတွေခင်ဗျာဒီကအမေကန်ကတိုင်ပတ်နေတာကြောင့်အစွမ်းကုန်မပွင့်လန်းနိုင်ကြပဲနောက်ရင်အမိကုန်ကြတာဖြစ်ပါတယ်ဝန်တရာကဗန်ရဲ့အဆက်မပြတ်စ조사မှုတွေကြောင့်မြန်မာအလံကိုအောင်တကုံမှာမြင်တွေ့ခွင့်ရလိုက်လို့ပဲဖြစ်ပါတယ်။ဒါဟာမြန်မာကိုအာဆီယံနိုင်ငံတွေနဲ့ USC မှာ အလံအနှွင့်ထူနိုင်တဲ့ပြမဆုံးနိုင်ငံအဖြစ်မှတ်တမ်းဝင်စေခဲ့ပါတယ်ဒီပွဲဟာ2009ခုနှစ်တပိုင်းမွေးဖွားသူတွေရဲ့တိုက်ပွဲဖြစ်ပါတယ်ဂျပန်ဖိုင်တာရိုင်းဆူရူရာဟာ2009ခုနှစ်ဖွားဖြစ်ပြီးတော့ဗန်ကတော့2010ခုနှစ်ဖွားဖြစ်ပါတယ်ဒါယူရက်စီပြိုင်ပွဲသမားရဲ့ပြမဆုံးသော2009ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ဖိုင်တာနှုတ်ပြိုင်ပွဲအဖြစ်ရင်ဆိုင်ကစားရတာလည်းဖြစ်ပါတယ်ရိုင်းဆူရူရာဟာကျင်းစားကစားမပွားပါဆယ်ပွဲဆက်တိုက်နိုင်ထားပြီးရှုံးဝဲလုံးဝမရှိပါဘူးဗန်အနေနဲ့ရှုံးဝဲမရှိဆရာလေးရိုင်းဆူရူရာကိုဘေးကခွဲပေးလိုက်တာမျိုးပဲဖြစ်ပါတယ် ဘရိုင်းဆူရာရဲ့ဂိမ်းပလန်ကဗန်ကိုတိတ်တောင်းလှုပ်ချုပ်ပြီးတော့အနိုင်ရဖို့ပါ15မိနစ်လုံးလုံးချိန်ဆွဲပြီးဝင်လုံးမှုကြိုးစားခဲ့တာဖြစ်ပါရင်ဗန်ကလည်းတိတ်တောင်းတစ်ဖက်မှာဆင်အားကျလို့ပါတယ်လူကောင်သေးတဲ့ဗန်ကလင်းမြန်လို့မီအလုံးမခံရအောင်ကာကွယ်နိုင်တယ်လို့အလုံးခံရရင်လည်းလင်းလင်းမြန်မြန်နဲ့ဖြေရှင်းနိုင်တာမျိုးဖြစ်ပါရင်ဘရိုင်းဆူရာကတပွဲလုံးဗန်ကိုတိတ်တောင်းလှုပ်ဖို့အချိန်နဲ့ဆယ်ထိကြိုးစားခဲ့တာပါဗန်ကစုစုပေါင်း18ချိန်နေကာကွယ်နိုင်ခဲ့တာဖြစ်ပါရင်ရိုင်းဆူရာအနေနဲ့တချီကိုတစ်ခါလုံးနဲ့၃ချိန်သာဗန်ကိုလုံးနိုင်ခဲ့တာဖြစ်ပါရင်လုံးနိုင်ရင်လည်းဗန်ကိုဘလို့မှအကြကြီးထိမထားနိုင်ခဲ့ဘူးဖြစ်ပါရင် ဗန်နီနဲ့တပွဲမှာတိတ်တောင်းတက်ဖန်85ရာခိုင်နှုန်းထိကာကွယ်သွားနိုင်ခဲ့တာပါ။ဒါကတပွဲပြင်းများအများဆုံးဆင်းဝင်ခဲ့တာဖြစ်ပါရင်အမပေးတိုင်း၃စလုံးကပွဲပြီးမှာဗန်ကိုပဲအနိုင်ပေးသွားခဲ့ပါရင်ဗန်နီနဲ့အလဲထိုးနဲ့နိုင်ခဲ့တဲ့ပွဲကိုအလဲထိုးမနိုင်ခဲ့တာကနှမျောစရာတော့ကောင်းပါရင်ဒီပွဲဟာဗန်အတွက်ခြေစားကစားမှာပွား15ပွဲကစားဖျားပြီးချိန်73ပွဲနိုင်2ပွဲရှုံးရလက်ကိုပုံဖော်နိုင်ခဲ့တာဖြစ်ပါရင် ပွဲမီမှာဖန်ကမြန်မာလန်ကိုစားပြုတ်ခွင့်ရတဲ့အပေါ်သူရဲ့ခန်းစားချက်တွေကိုပရိသတ်တွေစီအခုလိုမန်းဆေးပေးခဲ့ပါရီကျွန်တော်ရဲ့စိတ်ထဲမှာတော့နည်းနည်းတော့ခံပြင်းတာပေါ့ဗျာကျွန်တော်ကပွဲကိုအပြည့်ဖြတ်ချင်ခဲ့တာလေဒါပေမဲ့သူ့လိုထိတ်တန်းတမန်သမားတယောက်ကိုအပြည့်ဖြတ်ပြီးအနိုင်ရဖို့ဆိုတာကခက်ခဲပါရီခင်ဗျားတို့လည်းသဘောပေါက်ပါပါဒါပေမဲ့ကျွန်တော်ကကျွန်တော်ရဲ့နိုင်ငံအလန်ကိုကမ္ဘာအကြီးဆုံးပြိုင်ပွဲမှာကိုစားပြုတ်ခွင့်ရခဲ့တဲ့အပေါ်ပျော်ရွှင်မိပါရီကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်လုံးကျွန်တော်နိုင်ငံအလန်ကိုကိုစားပြုတ်တယ်ဆောင်ခွင့်ရောင်းမဲ့ကိစ္စနဲ့ပတ်သက်ပြီးဆေးလုံရှားနေခဲ့တာဗျာလူကလည်းပြောလိုက်ရည်လိုက်ဖြစ်နေတာပါကျွန်တော်အရင်ပြောပါရီလို့ဆိုခဲ့ပါရီပွဲအတွက်ဘွမ်က ဂိမ်းပလန်နဲ့ပတ်သက်ပြီးတော့လဲဘန်ကကျွန်တော်ရဲ့ပလန်ကမျက်ခွက်ကိုထိုးဖို့ပဲလေရေလျက်ကျွန်တော်တရားထဲအတွက်ပြင်ဆင်ပြီးမကစားရတာလဲကြာပြီလေဒီဘက်မှာတော့ကျွန်တော်ပြန်ဘက်ကနှုတ်ထွက်သွားလို့သူနဲ့ထိုးရတာပေါ့ကျွန်တော်ကတော့ဘဒူလာလာ 5S ပြင်ဆင်ထားပါတယ်ဘဒူလာလာပဲလို့ဆိုထားပါတယ်ဘန်ကတော့ဘန်ပဲဖြစ်ပြီးမြန်မာမျိုးဆက်တဲ့ fighter တွေအတွက်တော့အားကျစရာကောင်းလို့နေကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလာပါပဲနောက်နေ့မှလည်းအောက်ကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနေဒီကောင်ချုပ်လိုက်ရပါတယ်ခင်ဗျာ